ဇလန်ကပါကစ္စတန်မှာစတင်ထားပါပြီးရဲရင်တဲ့လူတယောက်ကလက်နက်ကင်ထားတဲ့လူတစုကိုတယောက်ထဲရင်ဆိုင်တိုက်ခိုက်နေတာကိုပြသထားတာပါအဲ့ဒီအချိန်မှာသူကသူ့အထဲမှာရှိတဲ့တဝဲလောက်ကိုနေနေပြစ်လိုက်ပါပြီးဒါပေမဲ့အဲ့ဒီအုပ်စုအထဲမှာရှိတဲ့တယောက်ကသူ့ရဲ့ရင်ဘတ်ကိုတနက်နေ့ပြစ်လိုက်ပါပြီးအဲ့ဒီလူဟာဆယ်ထပ်အမြင့်ကနေပြုတ်ကျသွားခဲ့ပါပြီဒါပေမဲ့လည်းဘာကြောင့်မှမသိအသက်ရှင်ကျန်ရစ်ခဲ့ပါပြီးဒါကြောင့်သူ့ကိုဇေယျအမျက်စီပို့လိုက်ကြပါပြီးတခြားတနည်းအားမှာဆိုတော့မာဖီးယားခေါင်းဆောင်တယောက်ကအဲ့ဒီလူရဲ့မိုင်းငံကို ဖြတ်ဖို့အတွက်ဆရာဝန်တွေကိုဈေးဝယ်ပေးဖို့အမိန့်ပေးပါတယ်။အဲ့ဒီခေါင်းဆောင်က ပလေးတွေကိုလက်ထိုးပြီးတော့အဲ့ဒီလူကိုပါကစ္စတန်ရဲ့လုံခြုံရေးအကောင်ဆုံးထောက်မှချုပ်ထားခိုင်းလိုက်ပါတယ်။အဲ့ဒီလူဟာဘယ်သူမှမသိကြပေမဲ့သူ့ရဲ့တာဝန်မှာတင်းကြတဲ့အဆောင်တွေချထားတာကြောင့်ထောင်ထဲကလူဝိုင်းဟာသူ့အကြောင်းတွေကိုစတင်ပြောလာကြပါတယ်။ ဒီလိုရဲ့ဘယ်ဖက်လက်မောင်းမှာဆိုရင်အိန္ဒိယဆိုတဲ့တပ်တူးတစ်ခုလည်းထိုးထားတယ်ပါရီမကြခင်မှာပဲမာဖီးယားခေါင်းဆောင်ကထောက်မှုကိုအန်ဒီယားရှိတဲ့အကျဉ်းသားဝေဟာမိတ်ပေးပြီးတော့အဲ့ဒီလူရေချိုးနေတော့တိုက်ခိုက်ခံပါရီဒါပေမဲ့တိုက်ခိုက်မှုကမအောင်မြင်ပါဘူးအဲ့ဒီနောက်ထောက်မှုကအကျဉ်းသားအထက်မှာအပြင်းထန်ဆုံးသောအကျဉ်းသားနှစ်ယောက်ကိုသူ့ကိုတိုက်ခိုက်ခံပါရီအနိုင်ရမယ်ဆိုရင်တော့လွတ်မြောက်ခွင့်ပေးမယ်လို့ကတိပေးပါရီ အဲ့ဒီလူကဘယ်သူမှမမတ်မိသေးပေမဲ့သူတို့ကိုအလွယ်တကူပဲအနိုင်ပစ်ခဲ့တာပါစိတ်ပြတ်သွားခဲ့တဲ့ထောင်မူကလည်းဒီလူကိုအထူးစောင့်ရှောက်မှုစခန်းစီပြောင်းဖို့ဆုံးဖြတ်လိုက်ပါရင်သူ့ကိုဈေးနဲ့တင်းငင်အောင်ထားမယ့်အစားသူကအဆောင်တွေကိုခုခံတိုက်ခိုက်ပြီးတော့ထွက်ပြေးတော့ပါရင်သူဟာသူပဲသူဖြစ်တယ်လဲဆိုရအရေးအမှုတွေကိုစတင်ရှာဝေတော့တာပါဒီလိုနဲ့တနေ့မှတော့သူတနတ်ဈေးကွက်တစ်ခုကိုရောက်သွားခဲ့ပါရင်အဲ့ဒီနေရာမှာတကြားလုံးရောက်နေခဲ့တဲ့ကလေးတစ်ယောက်က သူ့ကိုမမ်းမိသွားပါရင်အရင်ကအမျိုးသမီးတယောက်နဲ့တွေ့ဖူးတယ်လို့မမ်းမိသွားခဲ့တာပါ။ကလေးကသူ့ကိုလက်နဲ့ရောင်းနဲ့အဖိုးတယောက်စီခေါ်သွားခဲ့ပါရင်အဲ့ဒီအဖိုးဟာသူ့တနတ်တလက်တတ်ဆင်ပြနိုင်မယ်ဆိုရင်တော့အချက်လက်တွေကိုမျှဝေပေးမယ်လို့သဘောတူပါရင်နောက်ပိုင်းမှာဆိုရင်သူကပါတီပွဲတစ်ခုကိုတွားလိုက်ပြီး Rafit ဆိုတဲ့လူတယောက်နဲ့မတော်စတွေ့သွားခဲ့ပါရင် Rafit ဟာသူ့ကိုအရင်တုန်းကလေးစိတ်ကနေကားမောင်းပို့ခဲ့ဖူးတယ်လို့ပြောပြပါရင် Rafit ဟာသူ့ရဲ့နာမည်ကအာဂျွန်းလို့ပြောပြပါရင်သူဟာပါကစ္စတန်မှာအလုပ်လုပ်တဲ့ အကောက်ခွန်အရာရှိလို့လည်းပြောပါရင်ရဖစ်ဟာအာဂျွန်ရတင်းရဲ့ရှင်ရှာနမ်အကြောင်းကိုလည်းပြောပြပါရင်သူမကတန်ယုံမှအလုပ်လုပ်တော့ပါလေးစိတ်မှသူ့ကိုကြိုးဆိုခဲ့ဖူးတယ်လို့လည်းပြောပြပါရင်ပိုတိရှင်တဲ့အတွက်အာဂျွန်ကရဖစ်ကိုရှာနမ်ရဲ့အင်ဂျီခေါ်ထွားခိုင်းလိုက်ပါရင်အာဂျွန်နဲ့ရဖစ်တို့ရှာနမ်ရဲ့အင်ကိုရောက်ပြီးတော့သူတို့အံ့ဩတွားခဲ့ပါပြီးရှာနမ်ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရတာပါသူမရဲ့ဘယ်ဘက်မျက်လုံးကိုတနက်နေ့အပြစ်ခံထားရပါရင်အာဂျွန်ကအဲ့ဒီမှာ လက်ပတ်ကြည့်ရှုနေတော့ရှာနမ်ခြံထားခဲ့တဲ့စာဆောင်ကိုမတော်စတွေ့သွားခဲ့ပါရင်အဲ့ဒီစာအထဲမှာဆိုရင်သူမကိုတတ်ခဲ့တဲ့လူရဲ့နာမည်နဲ့အာကျုံကိုဖြစ်ပျက်ခဲ့တဲ့ကိစ္စအလုံးရဲ့နောက်ွယ်ကလူရရဲ့နာမည်တွေကိုဖော်ပြထားပါရင်အဲ့ဒီနာမည်ကအမာတင်လို့ပြောပါရင်စာအရဆိုတော့အမာတင်ဟာအိန္ဒိယမှာရှိတာပါအချိန်ဆွဲမနေတော့ဘဲနဲ့အာဂျုံကငါးဖန်းလီတစည်းကိုတိတ်အစိခိုးစီးပြီးတော့အိန္ဒိယကိုတရားမဝင်ထွက်ခွာသွားခဲ့ပါရင်ဒီလိုနဲ့အိန္ဒိယကိုရောက်တော့အာဂျုံယထာဘုဒ္ဓတခုကိုရောက်သွားခဲ့ပါရင် အိန္ဒိယမှာသူကရှာနမြအိမ်မှာတွေ့ခဲ့တဲ့ဖုန်းနံပါတ်တစ်ခုကိုခေါ်ပါရင်းအဲ့ဒီနံပါတ်ကဘာဘူးဆိုရအာကျွန်းရဲ့ရင်းနှီးတဲ့တင်ငယ်ရှင်ရဲ့နံပါတ်ဖြစ်နေခဲ့ပါရင်းဘာဘူးကအာကျွန်းကိုတွေ့ဆုံခဲ့ပြီးအရာအလုံးကိုရှင်းပြဖို့လာခဲ့ပါရင်းဒါပေမဲ့လည်းရုတ်တရက်ဘာဘူးရဲ့ရင်ဘတ်ကိုတနက်နေ့အပြစ်ခံလဲရပါပြီနောက်ဆုံးအသက်ထွက်ခန်းဒီမှာဘာဘူးကအာကျွန်းကိုသူ့ရဲ့တင်ငယ်ရှင် Vivap ကိုကယ်ဖို့အတွက်တောင်းပန်ပါရင်း Vivap ဟာ MMA ကစားသမားတယောက်ဖြစ်ပြီးတော့မတင်ရဲ့နောက်ထပ်ပြတ်မှတ်ဖြစ်နိုင်တယ်လို့ပြောပြပါရင်း အာဂျွန်က Vivek ကိုရောက်ဖို့အတွက်စင်ခေါ်မှုရဲ့အများကြီးကြုံနေရတဲ့အချိန်မှာ Vivek ကတော့ပွဲထိုးကွင်းအထက်မှာအန်ဒီရဲနဲ့ရင်ဆိုင်နေရပါပြီ။အဲ့ဒီအခါမှာပဲအမျိုးသမီးတစ်ယောက်ကအဝေးတနေရာကနေတဲ့နတ်နဲ့ချိန်ရွယ်ပြီးတော့ပေါ်လာခဲ့ပါပြီ။နောက်တနေ့မှာပဲအာဂျွန်ဟာ Vivek ရဲ့အိမ်ကိုရောက်သွားခဲ့ပါပြီ။အဲ့ဒီမှာဆိုရင် Vivek ရဲ့မိသားစုကသူ့ရဲ့တေဆုံမှုအတွက်ဝမ်းနဲ့ပူဆွေးနေကြပါပြီ။အာဂျွန်တယောက်တွေ့ဝေတွားခဲ့ပါပြီ။သူဟာဝမ်းနဲ့ရှင်ပေမဲ့ ဝီဝက်ကဘတူမန်အပြည့်အဝမမတ်မိတေပေါ့ဒါပေမဲ့သူ့တငယ်ရှင်အတွက်ကျူမဆိုင်ဘူးလို့လူဝင်မထင်အောင်ဝမ်းနဲ့ဟန်ဆောင်ခဲ့ပါရင်အိမ်မှာရှိနေတဲ့အချိန်အာဂျွန်ကပရီတီဆိုလူအကြောင်းကိုတိလာခဲ့ပါရင်သူကအာဂျွန်ရဲ့ဆိတ်ဆက်ထားသူလို့ပြောကြပါရင်ကာတီရှာတွေ့ခဲ့တဲ့ဖိတ်စာဖို့ကလိစာအတိုင်းအာဂျွန်အမြတ်ဆုံးကိုတွားခဲ့ပါရင်အာဂျွန်ပရီတီကိုတွေ့တော့သူမကတငယ်ရှင်ရဲ့အကူအညီနဲ့လုံခြုံတဲ့အိမ်မှာပုံနေတာကိုတွေ့ရပါရင်သူတို့ကပရီတီကိုမာတင်စီကနေကာကွယ်ပေးနေကြတာပါဒါပေမဲ့အာဂျွန်ရောက်လာတဲ့အခါမှာ ပရီတီကပြတ်မှတ်ဖြစ်သွားခဲ့ပါရင်ဘာကြောင့်လဲဆိုတော့သူမကိုအတုံးချပြီးပုံနေတဲ့မာတင်ကိုဆွဲထုတ်လို့ရနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါရင်လူစီကနဲ့နေရာတစ်ခုမှာဆိုရင်အာဂျွန်ကပရီတီကိုလမ်းလျှောက်ခေါ်သွားခဲ့ပါရင်မာတင်အစားမာဖီးယားခေါင်းဆောင်ကဆီလွတ်လိုက်တဲ့မျက်နှာဖုံးဆွထားတဲ့လူတစုကသူတို့ကိုတိုက်ခိုက်ခဲ့ပါရင်အာဂျွန်ကလည်းသူတို့ကိုအလွယ်တကူတိုက်ခိုက်နေနေခဲ့ပါရင်တိုက်ခိုက်မှုအတွင်မှာအုံသီးတလုံး ပြက်လာတာကိုအာကျွင်းရခေါင်းနဲ့ထိသွားတဲ့အခါမှာထူဆန်းတာတကူဖြစ်သွားခဲ့ပါရင်ရုတ်တရက်သူ့ရဲ့အုံနောက်ထဲကအာယုံကျော်ရဲ့ပြန်လဲချိတ်ဆက်သွားခဲ့ပြီးသူ့ရဲ့မန်းငံနေဟာတပိပြရှင်ပြန်ပြီးရလာခဲ့ပါပြီဒုတိယအတုပ်ရန်သူရဲ့ရောက်လာတဲ့အခါမှာအာကျွင်းကသူ့ပဲသူမန်းကိုစပြီးမန်းမိလာခဲ့ပါရင်တစ်ချိန်တည်းမှာပဲလက်နက်ကင်ထားတဲ့လူအုပ်စုအသစ်တကူရောက်လာခဲ့ပါရင်ဒါပေမဲ့ဒီတစ်ခေါက်တော့သူတို့ကအာကျွင်းဖက်ကနေရက်တည်ကြပါရင် တို့ဟာမျက်နှာပုံစွတ်ထားတဲ့ရာဇဝတ်တာဝီကိုအမြန်ဆုံးနေနေပါရီအဲ့ဒီနောက်မှာတော့လူပိုင်းကြောက်ရွံ့နေကြတဲ့အန်ဒီယာရှိကိုင်တာမာတင်ကတစ်ချိန်လုံးအဲ့ဒီမှာရှိနေခဲ့တယ်ဆိုရင်အမှန်တရားဟာဖော်ထုတ်ခံရပါရီဒါပေမဲ့အခုဆိုမိခွန်းကြီးတခုပေါ်လာခဲ့ပါပြီအာဂျွန်စွာတကယ်လားဒါမှမဟုတ်သူကမာတင်နဲ့ဘယ်လိုပုံစံနဲ့ဆက်ဆက်နေခဲ့တာလဲအတိအကျသိရတာကတော့မာတင်ဟာအိန္ဒိယမှာရှိတဲ့ရဲဆက်ကျမ်းကျုပ်ပြီးစွမ်းအားကြီးမားတဲ့ဂိုင်းခေါင်းဆောင်တယောက်ဆိုတာပဲဖြစ်ပါရီ အရင်ရက်ပေါင်း20ကျော်အာဂျွန်ကအကောက်ခွန်အရာရှိတယောက်တာဖြစ်ခဲ့ပါရင်သူကမာတင်နဲ့အတူတူပဲမျက်နာခန္ဓာကိုယ်စပင်းမုံစံတော့အတူတူပဲဖြစ်ပါရင်သူတို့ကပျောက်ဆုံးနေခဲ့တဲ့အမွားကြီးအကိုရီလားဒါမှမဟုတ်စမ်းကျင်တဲ့တိုက်ဆိုင်မှုလားဆိုတာကိုဘယ်သူမှမတိကြပါဘူးမာတင်နဲ့မတူပဲနဲ့အာဂျွန်ဟာကျင်နာပြီးတော့ရိုးသားတဲ့လူပါတနေ့မှာတော့အာဂျွန်ကကိစ္စချင်းတစ်ခုကိုလောက်ကန်နေခဲ့ပါရင်သူကနိုင်ငံအထက်ကိုမောင်းခိုးတွင်းနေခဲ့တဲ့တရားမဝင်ဇေဝဝီပါတဲ့ကွန်တိန်နာဝီကိုတွေ့ရှိခဲ့ပြီးတော့တင်ဆက်ခဲ့ပါရင် အဲ့ဒီကွန်တိန်နာဝင်မှာမာဖီးယားခေါင်းဆောင်ရပိုင်ဆိုင်မှုတွေဖြစ်နေခဲ့ပါရင်ခေါင်းဆောင်ကအာကျုံကိုလက်ထိုးဖို့ကြိုးစားပေမဲ့အာကျုံတယောက်ကတော့လက်ငွေယူတတ်တဲ့လူမဟုတ်တဲ့အတွက်ငင်းဆန်ပြီးကွန်တိန်နာဝင်ကိုတင်ဆက်ထားလိုက်ပါရင်နောက်တနေ့မှာတော့သူ့ရဲ့ပစ္စည်းတွေဆုံးရှုံးသွားလို့ဒရားထွက်နေခဲ့တဲ့မာဖီးယားခေါင်းဆောင်ကသူ့ရဲ့လူတွေကိုအာကျုံအားလမ်းပေါ်မှာတိုက်ခိုက်ဖို့ဆေလွတ်လိုက်ပါရင်ဒါပေမဲ့သူတို့ကမားသွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင်အာကျုံအစားမှာတင့်ကိုမားပြီးတော့ပြစ်မှတ်ထားမိလို့ပါအန်ဒီယရှိပြီးပါနတ်လိမ္မာတဲ့အမတင်ကတော့ဒီကိစ္စကိုပေါ်ပေါ်အတန်မတုံ့ပြန်ပါဘူး။ ူကမာဖီးယားခေါင်းဆောင်ကိုဖမ်းဆီးပြီးကွန်တိန်နာဝေးကဘလောက်ထိတံဖိုးရှိတယ်လဲဆိုတာကိုသိသွားခဲ့ပါပြီအခုစတော့မာတင်ဟာအဲ့ဒီကွန်တိန်နာဝေးကိုသူ့အတွက်ရယူရှင်နေခဲ့ပါပြီမာတင်နဲ့အာဂျိုနောက်ဆုံးတွေ့တဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးအန်အော်ဒါခဲ့ပါပြီဘာကြောင့်လဲဆိုရင်သူတို့ကတိတ်ကိုတူးနေကြလို့ပါမျက်နှာအရက်အမောင်သပင်းပုံစံတော့အတူတူပဲဖြစ်ပါပြီမာတင်ကအကြံတစ်ခုရောက်သွားခဲ့ပါပြီသူကအာဂျိုလိုမျိုးဟန်ဆောင်ပြီးတော့ပြဿနာဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်သူရဲ့ရည်ရွယ်ချက်ကအားကျုံကိုကြီးလက်တဲ့ရာဇဝမှုတစ်ခုထဲဆွဲသွင်းဖို့ပါဒီလိုလှုပ်ရှားဖြစ်သူကကွန်တိန်နာဝီကိုပုံမှုလွယ်ကူစွာခိုးယူနိုင်မှာတီရှာပါတယ်အချိန်တော်ကြာပြီးတော့မာတင်ရဲ့အစီအစဉ်ကအလုပ်ဖြစ်ခဲ့ပါတယ်အားကျုံဟာသူမလုပ်တဲ့ရာဇဝမှုတစ်ခုအတွက်ထောင်ထဲကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့ရဲဝင်နဲ့ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ပဲအားကျုံတယောက်သူ့ရဲ့အပြစ်မရှိတဲ့ကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်သူတို့ကမာတင်နဲ့အားကျုံဟာလူနေရောက်ဖြစ်တဲ့ကြောင်းရှာဖွေတွေ့ရှိခဲ့တာပါ မာတင်ကပါကစ္စတန်ကိုတွားပြီးတော့ဂျမ်းကျုပ်ဆွေးရတဲ့အရာတခုအစီအစဉ်နေတဲ့အကြောင်းသိလာခဲ့ပြီးအာဂျွန်ကသူ့ရဲ့နောက်ကိုလိုက်ဖို့အဆုံးဖြတ်ခဲ့ပါတယ်။သူကမာတင်ကိုရက်တံပြီးတော့သူ့ရဲ့နာမည်ကိုတုတ်တင်ရှင်းလင်းရှင်းခဲ့ပါတယ်။ဘက်တူရဲ့အကူအညီကိုမှမဆောင်ပဲနဲ့အာဂျွန်တယောက်မာတင်ကိုကိုရိုင်းရင်ဆိုင်ပေါ်အတွက်ပါကစ္စတန်စီတွားခဲ့ပါတယ်။မာတင်ကရဲဝေတောင်ဖန်မမိနိုင်တဲ့အန်ဒီရရှိရာစုတားတယောက်ဖြစ်တဲ့အကြောင်းသိထားတဲ့အာဂျွန်ဟာအကူအညီရှာဖို့အဆုံးဖြတ်ပါတယ်။ သူကရှာနမ်ကိုတွေ့ပါရင်သူမဟာအာဂျုံနဲ့တန်ယုံမှရှိတဲ့တင်ငယ်ရှင်ဖြစ်ပြီးတော့အရင်ဘယ်ဘက်မျက်လုံးကိုတနတ်နဲ့အပြစ်ခံရလို့တည်ဆုံခဲ့တဲ့လူအဖြစ်တွေ့ရှိခဲ့ပါရင်သူမမတိခင်မှာရှာနမ်ကစစ်တင်တန်းပြီးတိုက်ခိုက်သမအုပ်စုတစုကိုရှာဖွေနိုင်မဲ့ရဲတရင်ပေးတဲ့အောင်နဲ့အာဂျုံကိုမိတ်ဆက်ပေးပါရင်တရင်ပေးက အာဂျုံကိုလက်နက်စီကွက်စီခေါ်သွားပြီးတော့အဲ့ဒီမှာအာဂျုံကလည်းတကြားလုံးရောင်းတဲ့ကလေးနဲ့ပထမဆုံးအချိန်တွေ့ဆုံခဲ့တော့ပါကလေးကအာဂျုံရှာဖွေနေခဲ့တဲ့အုပ်စုအကြောင်းကိုသိတဲ့လက်နက်ရောင်းဝယ်သူတယောက်နဲ့မိတ်ဆက်ပြီးခဲ့ပါရင်ဒါပေမဲ့လည်းအာဂျုံအဲ့ဒီအုပ်စုနဲ့တွေ့ဆုံဖို့အတွက်လမ်းခွလမှာရှိနေတဲ့အချိန်မာတင်ဟာအာဂျုံပြည့်ဟန်ဆောင်ပြီးတော့ရှာနမ်ရဲ့နေရာကိုရောက်ရှိသွားခဲ့ပါရင်ငယ်ရီမြင့်မှာပြီးတော့လွယ်လွယ်ကူကူနဲ့အလိမ်မခံတဲ့ရှာနမ်ဟာမာတင်ရဲ့တရုတ်ဆောင်မှုနဲ့အတူတူ လိုက်လံဟန်ဆောင်ခဲ့ပါသည်လိုအပ်စွာနှင့်ပဲသူမကမာတင်ရှိနေတဲ့အကြောင်းအကျုံးကိုသတိပေးဖို့အတွက်စာတစောင်းရေးသားခဲ့ပါသည်ဒါပေမဲ့မာတင်ကသူမဘာလို့နေတယ်လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါသည်ပြီးတော့သူဟာသူမရဲ့ဘဲဘက်မျက်လုံးကိုတနက်နဲ့ပြစ်ခတ်လိုက်တော့ပါအဲ့ဒီအခါမှာပဲအာဂျွန်သူရှာနေခဲ့တဲ့အုပ်စုကိုတွေ့ပြီးတော့မာတင်ကိုဖမ်းဆီးဖို့အကူအညီတောင်းခဲ့ပါသည်ဒါပေမဲ့သူတို့မလုံဆောင်နိုင်ခင်မှာပဲမာတင်ဟာအက်ဒီကိုအရင်ဆုံးရောက်သွားခဲ့ပြီးတော့အုပ်စုကိုတိုက်ခတ်ပါရင်ဘက်တူကူမှာအသက်ရှင်ခွင့်မပေးခဲ့ပါဘူး အဲ့ဒီတော့မှတော့အမတင်နဲ့အာဂျွန်တို့ကနတိုက်ပွဲတစ်ခုမှာမျက်နှာချင်းဆိုင်မိသွားကြပါပြီသူတို့နှစ်ယောက်လုံးတန်းတူအားဆိုင်ပြီးတော့တိုက်ကြတဲ့အတွက်တိုက်ပွဲကပြင်းထန်ခဲ့ပါပြီရွေးရှင်ဆရာမရှိတဲ့အခါမှာတော့မာတင်ဟာအာဂျွန်ကိုတတိလျောင်ရိုင်းနေပြီးအစအဦးအပေါ်ကနေကိုယ့်ကိုယ်ကိုပစ်ချလိုက်ပါပြီဒီဖြစ်ရကြောင့်ပဲမာတင်ဟာပါကစ္စတန်ထောင်လေးကိုရောက်သွားခဲ့တာပါလက်ရှိကာလမှာဆိုတော့မာတင်ကမာဖီးယားခေါင်းဆောင်ရဲ့ကွန်တိန်နာဝေးကနေအမျက်ထုတ်ဖို့စနစ်ပြင်းပြနေဆဲပဲဖြစ်ပါပြီ သူ့ရဲ့အစီအစဉ်ကလှုပ်ဆောင်နိုင်ဖို့အတွက်မာတင်ဟာအာဂျွန်ရဲ့စိတ်ဆက်ထားသူပရီတီကိုဖမ်းဆီးပြီးတော့ထောင်ချောက်အဖြစ်အသုံးချပါရင်းသူကအာဂျွန်ကိုဖုံးဆက်ပြီးတော့မာဖီးယားခေါင်းဆောင်ရဲ့ကွန်တိန်နာဝင်ကိုတတ်မှတ်နေရာတစ်ခုစီယူလာဖို့တောင်းဆိုလိုက်ပါရင်းပရီတီကိုကယ်တင်ဖို့အတွက်အာဂျွန်ကလည်းဘောတူလိုက်ပါရင်းတစ်ချိန်တည်းမှာပဲမာတင်ဟာမာဖီးယားခေါင်းဆောင်ကိုဆက်သွယ်ပါရင်းသူရဲ့တဘောတူညီချက်ကိုတတိပေးပြီးတော့တူညီတဲ့နေရာကိုလာဖို့ပြောပါရင်းအခုဆိုရင်မာတင်အစီစဉ်ကစတင်လှောင်ရှားနေခဲ့ပါပြီ။ဒေကန်ဒရာစီသွားတဲ့လမ်းမှာပဲကွန်တိန်နာဝေကိုတေဆောင်လာတဲ့ ုံတင်ကတန်းကိုဦးဆောင်လာတဲ့အာဂျွန်တို့ဟာမာဖီးယားခေါင်းဆောင်ရဲ့လူတွေရဲ့ချောင်ကိုတိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ဒါပေမဲ့မာတင်ကဒီအတွက်အစဉ်အသစ်ဖြစ်လိခဲ့ပါပြီ။သူ့ရဲ့ကိုပိုင်တင်ကားကိုအတုံးပြုတ်ပြီးတော့မာတင်ဟာမာဖီးယားခေါင်းဆောင်ရဲ့လူအလုံးကိုတိုက်ခိုက်နေနေပြပါတယ်။ဒီအတော်အတွင်းမှာအာဂျွန်ရဲ့ရင်ကမီးလောင်နေတဲ့အတွက်အသက်ဆုံးရှုံးလူနေပါဖြစ်ခဲ့ပါတယ်။ မီးရှံတွေနဲ့မီးခိုးတွေထူထပ်တဲ့အလယ်မှာအာဂျိုနဲ့အမတင်တို့ပြင်းထန်တဲ့တိုက်ပွဲထပ်ဖြစ်ပြီးတော့ညနေချင်းဆိုင်မိသွားကြပါရင်နေရာစလုံးကဗတူပူအားကောင်းပြီးညံကောင်းကလေးစွာကိုတက်တည်ပြဖို့ဆုံးဖြတ်ကြပါရင်အပူချင်းအရန်ပြင်းထန်ပြီးတော့မီးခိုးတွေကြောင့်မြင်မြင်ရတလို့ဖြစ်ခဲ့ပေမဲ့ဗတူကမှနောက်မဆုတ်ကြပါဘူးလင်းလင်းမြန်စဉ်းစားပြီးမှလှုပ်တက်တဲ့မတင်ဟာအာဂျုံကိုဖိအားဆက်ပေးနေခဲ့ပါရင်အာဂျုံကလည်းအစွမ်းကုန်ပြန်လေတိုက်ခိုက်ပါရင်အဲ့ဒီအချိန်စင်ကန်ကားတစ်စီးရဲ့အင်ဂျင်တန်ကသူရဲ့တိုက်ပွဲကိုဖျက်တော့လိုက်ပါရင် မာဖီးယားခေါင်းဆောင်ဟာမာတင်နဲ့အပိသက်သဘောတူညီမှုပြုလုပ်ဖို့ငွေတာအပြည့်ပါတဲ့ကွန်တိန်နာနဲ့အတူယုံကြည်မှုအပြည့်နဲ့ရောက်လာခဲ့ပါရင်ဒါပေမဲ့မာတင်ကကွန်တိန်နာဝေကိုလွှဲပြောင်းဖို့ငင်းဆန်ပြီးလူပိုင်းကိုအံအားတင့်စေခဲ့ပါရင်သဘောတူညီချက်ကိုအပိသက်မဲ့အစားမာတင်ဟာဒီအခွင့်အရေးကိုအသုံးချပြီးတော့အစီအစဉ်တစ်ခုရေးဆွဲလိုက်ပါရင်အဲ့ဒီအစီအစဉ်ကတော့သူ့ကိုယ်သူအကျိုးရှိစေပြီးအံ့ဩစရာကောင်းတာကအကျုံကိုလည်းအကူအညီဖြစ်စေပါရင်အော်ဖွေကောင်းတဲ့ပြောင်းလဲမှုတစ်ခုအနေနဲ့မာတင်ဟာဒုက္ခအများကြီးဖန်တီးခဲ့တဲ့မာဖီးယားခေါင်းဆောင်တွေပူပေါင်းမှုကို ဆက်ပြီးမလုပ်တော့ပဲအာဂျွန်ရဲ့ဖက်ကိုရက်တီဖို့ဆုံးဖြတ်လိုက်တာပါသူအတီပြုတ်တဲ့အကြောင်းပြဖို့မာတင်ကပရီတီကိုအန်ဒီရမရှိပဲအာဂျွန်စီလုံရှုံစွာပြန်ပို့ပေးလဲပါရီဒီလောက်ရက်ကပရီတီရဲ့လုံရှုံရေးအပေါ်တင်းမာမှုကိုအဆုံးသတ်စရုံတမကရန်လိုမုံတီမှုကနေမဟာမိတ်ဖွဲ့နိုင်မယ့်အခြေအနေထိပြောင်းလဲသွားခဲ့ပါရီအာဂျွန်နဲ့မာတင်တို့ပူးပေါင်းပြီးရီမန်ချက်တခုထားလိုက်ကြပါရီအဲ့ဒါကတော့မာဖီးယားခေါင်းဆောင်ရဲ့အန်ဒီရရှိတဲ့ရီမန်ချက်တွေကိုရက်တန့်စေဖို့ပါဘာကြောင့်လဲဆိုတော့အလုံးလိုက်ရှာနေခဲ့တဲ့ကွန်တိန်နာဝေးအထက်မှာတရားမဝင်စေဝါးဝေးမဟုတ်ဘဲနဲ့ နိုင်ငံခြားကနေမောင်းခိုတွင်းလာခဲ့တဲ့ခင်မီလက်နက်တွေပါတယ်ဆိုတာဖော်ထုတ်ခံရတဲ့အခါမှာပဲဖြစ်ပါရည်လက်နက်တွေကအိန္ဒိယမှာကြီးမားတဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုစီစဉ်နေခဲ့တဲ့နိုင်ငံတကာရာစုကိုင်းကွန်ရက်တစ်ခုကိုရောင်းဖို့အတွက်ရည်ရွယ်ထားတာပါဒါဟာပဲဒူးမှမမျောလင့်ထားတဲ့ပုံမှန်ကြီးမားတဲ့ချင်းချောက်မှုတစ်ခုဖြစ်နေခဲ့ပါပြီနောက်ကြောင်ပြန်ဖြစ်ရတဲ့ခုမှဆိုတော့မာတင်ရဲ့ပါကစ္စတန်ခီးဟာထွက်ပြေးဖို့မဟုတ်ဘဲနဲ့မာဖီးယားခေါင်းဆောင်ရဲ့တရားမဝင်လုပ်ငန်းတွေကိုစုံစမ်းဖို့လိုအပ်တဲ့တာဝန်တစ်ခုဖြစ်တဲ့ကြောင်းဖော်ထုတ်ခံခဲ့ရပါသည် မာတင်နာမာဖီးယားခေါင်းဆောင်ရဲ့စေဝါလုပ်ငန်းကလက်နက်မောင်းခုံမှုကိုဖုံးကွယ်ဖို့အတွက်အကာအကွယ်တစ်ခုတည်းဖြစ်တဲ့ကြောင်းရှာဖွေတွေ့ရှိခဲ့ပါပြီးဒါဟာမာတင်ကိုချိန်ချောက်မှုတစ်ခုအဖြစ်အများကမြင်နေကြပေမဲ့သူစီမှာသူ့နိုင်ငံကိုအန်ဒီရဲ့ကနေကာကွယ်ဖို့အတွက်ခိုင်မာတဲ့စိတ်ဆန္ဒရှိတဲ့ကြောင်းဖော်ပြခဲ့ပါပြီးအန်အောဆီယာအမှန်တရားတစ်ခုကလည်းထွက်ပေါ်လာပါပြီးရှာနန်ဘာဘူးနဲ့ VF တို့ဟာစစ်မှန်တဲ့မဟာမိတ်တွေမဟုတ်ကြပါဘူးသူတို့ကမာဖီးယားခေါင်းဆောင်ရဲ့တရားမဝင်လက်နက်ကုန်တွယ်မှုမှာအလုလုပြီးတော့ နောက်ွယ်မှာအာကျွန်းကိုတစ်ဆာဖောက်ခဲ့ကြပါလိမ့်အာကျွန်းအရင်ကဝန်နေဆရာကောင်းတယ်လို့မြင်ခဲ့တဲ့သူတို့ရဲ့တည်ဆုံမှုဟာအခုစတော့သူတို့ရဲ့ဆိုးရွားတဲ့ရွေးချယ်မှုရဲ့တဘောအကြတဲ့အကျိုးဆက်လို့ခံစားရပါလိမ့်လင်ညာမှုရဲ့နဲ့တစ်ဆာဖောက်မှုရဲ့အားလုံးကိုဖော်ထုတ်ပြီးတော့အာကျွန်းကကြီးမားတဲ့ချင်းချောက်မှုကိုတားဆီးဖို့အတွက်မာတင်နဲ့အတူပူပေါင်းတာဟာအစဉ်ပြေဆုံးနီလန်ပဲဆိုတာကိုသဘောပေါက်ခဲ့ပါလိမ့်ပြီးတော့သူတို့ဟာမာဖီးယားခေါင်းဆောင်ကိုအောင်မြင်စွာဖမ်းဆီးဖို့နဲ့တချိန်တည်းမှာပဲမာတင်နဲ့သူ့ရဲ့အတိတ်ကာလကရာဇဝမှုတွေကြားက ဆက်သွယ်မှုကိုဖျက်ဆီးဖို့ညံကောင်းတဲ့အစီအစဉ်တစ်ခုရေးဆွဲခဲ့ကြပါရင်မာတင်ကိုပျောက်ွယ်တွားစေဖို့အတွက်သူတို့ဟာခေါင်းဆောင်ရဲ့ခန္ဓာကိုယ်ကိုယူပြီးတော့မာတင်ရဲ့အလောင်းလိုမျိုးပြင်ဆင်ထုတ်ပြခဲ့ကြပါရင်ဒီလိုလုပ်လိုက်တာကမာတင်အနေနဲ့လူတည်ရှင်ကြားကနေတိတ်တဆိတ်ပျောက်ွယ်တွားစေပြီးသူ့ရဲ့အတိတ်ကနောက်ဆက်ရှင်မရှိဘဲနဲ့ဘဝအတိတ်တစ်ခုကိုစတင်ဖို့အတွက်အခွင့်အလမ်းရသွားစေခဲ့ပါရင်အရာအလုံးပြီးသွားပြီရနောက်အာဂျုံကသူရဲ့ကောင်တယောက်အနေနဲ့သူ့ရဲ့အလုပ်ကိုပြန်လုပ်တော့ပါရင်တရားမွေလက်နက်ကုန်တွေမှုကိုဖော်ထုတ်ခဲ့တာနဲ့ မာဖီးယားခေါင်းဆောင်ကိုအောင်မြင်စွာတိုက်ဖြတ်နိုင်ခဲ့တာဝေးအတွက်သူရဲ့စူးစမ်းမှုကိုအတိမတ်ပြုခံခဲ့ရပြီးတော့အစိုးရစီကနေအမြင့်ဆုံးစုကိုရရှိခဲ့ပါရင်ဒီခေတ်လန်တခြားမှာတစ္ဆာဖောင်းမှုတွေနဲ့ဆုံးရှုံးမှုပြည့်နေနေခဲ့ပေမဲ့အာဂျွန်ဟာတရားမျှတမှုရရှိခဲ့ပြီလို့ခန့်စားခဲ့ပါရင်ကျေးဇူးပါပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။